မင်္ဂလာပါရှင်ဒီနေ့ကျမတို့နည်း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 ဆွေးနွေးကြမယ့်အကြောင်းအရာကတော့လက်စစ်လောကလည်းကအရေးကြီးတဲ့အသင်ပြောင်းမှုတစ်ခုအကြောင်းပါဟုတ်ကဲ့အဲ့ဒါက AC ပေါ့ alternating current ကို DC မင်းကြီး direct current အဖြစ်ဘလို့ပြောင်းလဲသလဲဆိုတာပါပဲอืมဒီလေ့လာမှုရဲ့ရည်ရွယ်ချက်ကတော့ရှင်းရှင်းလေးပါကျမတို့နေတိုင်းသုံးနေတဲ့ဖုန်းနေ computer တွေ um ဒီ electronic pc တွေအကုန်လုံးသူတို့အလုပ်လုပ်ဖို့လိုတဲ့ power ကိုဘယ်လိုရနိုင်လဲအဲ့ဒီနောက်ွယ်ကနီးပညာကိုနားလည်ဖို့ပါပဲဟုတ်ပါတယ်အရေးကြီးတဲ့အပိုင်းပါဟုတ်ကဲ့ဆိုတော့အဓိကအယူအဆတွေပေါ့ AC DC ပြီးတော့ diodes ပြီးရင် A diode တွေသုံးထားတဲ့ rectifier ပတ်လည်နေအကြောင်းအသေးစိတ်ဆွေးနွေးကြမှာပါတခါလေးစဉ်းစားမိလားမသိဘူးအင်ကပလပောက်ကလာတဲ့မီလီကိုဖုန်းကိုဘလိုပါဝါပေးနေတာလဲဆိုတာမျိုးပေါ့ဟုတ်ကဲ့စဉ်းစားစရာပါ ကဲဒါဆိုရင်ဒီအတွင်းပြောင်းလဲမှုအကြောင်းအတူတူလေ့လာကြည့်ကြအောင်ဟုတ်ကဲ့ဒီ AC ကနေ DC ပြောင်းလဲလုပ်ငန်းစဉ်ကိုမပြောခင်ပါလေ AC နဲ့ DC ကွာခြားချက်ကိုနည်းနည်းပြန်တွေးကြည့်အောင်ဟုတ်ကဲ့ AC ဆိုတာ alternating current ရှစီရလာရကအချိန်နဲ့မျှရှိနေတော့ပြောင်းနေတာကျွန်တော်တို့အိမ်က plug ပေါက်ကမီးပေါ့อืมဟုတ် DC က direct current ရှစီကရှေ့ကိုပဲတလန်းတဲ့တွားနေတာဘက်ထရီကလာတဲ့မီးလိုမျိုးပေါ့အာဟုတ်ကဲ့ဒီ AC ကနေ DC ပြောင်းလဲမှုက ဘာလို့ဒီလောက်အရေးကြီးလဲဆိုတာကိုလည်းဆက်ပြောပြပါမယ်။ခင်မီ PC တွေအတွက်ပေါ့။အဲ့တော့အင်းနေမှာ AC တုံးတယ်။ဒါမဲ့ကျွန်မတို့ PC တွေက DC လို့တယ်။အဲ့ဆိုဘာလို့ AC ကိုအင်းအထိတက်လာတယ်လဲ။ DC တဟာနဲ့ပို့လဲတော့ပေါ့နော်။ဟုတ်။အဲ့ဒါကမေးခွန်းကောင်းမယ်။ AC ကိုအဓိကတုံးတာကလေဓာတ်အားကိုအဝေးကြီးပို့တဲ့အခါဗိုးအားကိုအတင်းအချလုပ်ရတာအရန်လွယ်လို့ transformer တွေနဲ့။အော်ဟုတ်ကဲ့။ဗိုးအားအမြဲကြီးနဲ့ပို့လိုက်ရင် လမ်းမှာဆုံးရှုံးမှုနေတယ်ပြီးမှမြို့တရောက်ခဏကြာမှဗိုအားပြန်ချပြီးဖြန်တာပေါ့ဒီစီကြတော့အဲ့လိုဗိုအားအတင်းအချာလို့ဖို့နင်းနေပိုခက်တယ်လက်တွေမှာ AC လောက်မလွယ်ဘူးဩဒါကြောင့် AC နဲ့လာတာကိုဟုတ်တယ်ဒါကြောင့်ဆက်ယုံကနေအင်ရီတီ AC နဲ့ပဲလာတာများပါတယ်ဒုတိယမေကွန် electronics PC နေဘာလို့ DC လောက်လဲဆိုတော့အဲ့ဒါက PC အတွင်းပိုင်းကြောင့်အင်းဖုန်းနေကွန်ပျူတာတွေထဲမှာ တေးသေးလေးတွေအထိအခိုင်မခံတဲ့ transistor တွေ microchip တွေတက်နေကြပါလေလေဟုတ်ကဲ့အဲ့ဒီ PC ညော့တော့အစိပ်ပိုင်းလေးတွေကတိတိကျကျလို့လို့ဖို့တင်းရင်တဲ့ဥဒီချက်ကခုတွေပဲစီးတဲ့ချက်စီ DC ကိုလို့တာဟုတ်ကဲ့ AC လိုမျိုးဥဒီချက်ရောအတက်ကြရောပြောင်းနေတဲ့လျက်စီကသူတို့ကိုကောင်းကောင်းအလုံးမလုပ်စေဘူးဂျိုင်းပြက်စီးနိုင်တယ်သူတို့က one way traffic လို့ပဲလမ်းမှန်ကနေတင်းရင်တဲ့လျက်စီလာမှ okay တာဩဒါကြောင့် အင်္ဂါ AC ပလပ်ပေါင်းနဲ့ကျွန်တော်တို့ရဲ့ DC လိုတဲ့ပစ္စည်းကြားမှာအမ်ကြားခံပြောင်းပေးတဲ့စနစ်လိုလာတာပေါ့အဲ့ဒီ AC ကို DC ပြောင်းတဲ့လုပ်ငန်းစဉ်ကိုပဲ ratification လို့ခေါ်တာရှင်းသွားပါပြီ AC ကတည်ဖို့ကောင်း DC ကသုံးဖို့ကောင်းဆိုတဲ့သဘောပေါ့နော် ဟုတ်တယ်ဟုတ်တယ်ဒါဆိုဒီ ratification လုပ်ငန်းစဉ်မှာအဓိကကြောက်တဲ့အဆက်အပိုင်းကဘသူလဲဘလို့ PC လေးကဒီလုပ်ကိုလွတ်ပေးတာပါလဲ ratification ရဲ့အဓိကသူရဲ့ကောင်းကတော့ဒါရော့ဒါရော့ဟုတ်တယ် တားရောက်ဆိုတာအခြေခံကတော့ semiconductor ပေါ့ silicon နဲ့ germanium နဲ့လုတ်ထားတာသူရဲ့အရေးကြီးဆုံးဂုဏ်သက်တိကလက်စည်းကိုဦးတည်ချက်တစ်ခုတည်းပဲစီခွင်ပေးတာဒလန်သွားလို့မြင်လားမရဘူးဆိုတဲ့ပုံစံမျိုးရေပိုင်းမှာဆို check valve လို့ခေါ်တယ်ဒလန်တော့အဆိုရှင်လို့ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ရေကိုတစ်ဖက်ပဲစီခွင်ပေးတယ်နောက်ပြန်မလောင်းတော့တားထားတယ်အဲ့တဘောပဲ DC power battery လိုမျိုးနဲ့မီးလုံးကိုပုံမှန်ဆက်ရင်မီးလင်းတယ်ဟုတ် wire စပြောင်းပြန်ဆက်လဲ DC ဆိုတော့လင်းုံပဲ အခုအဲ့ဒီကြရမှာဒိုင်းအုပ်တလုံးခန်းလိုက်မယ်အတန်းလိုက် series ပေါ့ဟုတ်ကဲ့ဒိုင်းအုပ်မှာမြားပုံစံတင်ဂီတာတွေရှိတယ်လေအဲ့ဒီမြားပြတဲ့ဘက်ကိုလက်စီတွန်းရင်တัวခွန့်ပြူတယ် forward direction ပေါ့အဲ့လိုမှန်အောင်ဆိုင်ရင် forward bias ဖြစ်တယ်ခေါ်လေဒိုင်းအုပ်ကလက်စီကိုဖြက်ခွန့်ပြီးတော့မီးလင်းတယ်อืมဒါမဲ့ဝယ်ဆုပြောင်းပြန်ပြန်ဆက်လိုက်အဲ့ဒါဆိုရစီကဒိုင်းအုပ်ရဲ့မြားပြောင်းပြန်ဘက် reverse direction နေဖြတ်ဖို့ကြိုးစားမှာဟုတ်ကဲ့အဲ့ခါကျတော့ဒိုင်းအုပ်က reverse bias ဖြစ်ပြီးရစီကိုပိတ်ထားလိုက်ရော လုံးဝနှိပါဖြတ်ပခံတော့ဆိုတော့မီလုံးကမလင်းတော့ဘူး။အော်သဘောပေါက်ပြီ။ဒါယုတ်ကရစီကတလန်းသွားလန်လီဖြစ်နေတာပေါ့။မန်တဲ့ဘက်ကလိုင်းဖွင့်ပေးမိုင်းတဲ့ဘက်ကလိုင်းပိတ်ထားဆိုသလိုပဲ။ဟုတ်တယ်တိတိကျကျပဲ။ဒီကုံတတိက AC ကို DC ပြောင်းဖို့ဘလို့အထုံးကျသွားတာလဲ။ AC ကရှေ့ရောနောက်ရောသွားနေတာမဟုတ်လား။ဒီနေရာမှာစိတ်ကွန်စားစရာကောင်းတယ်ခဲ့တာပဲ။ AC လက်စီဆိုတာဥရိကျပြောင်းနေတာလေ။လိုင်းပုံနဲ့ဆိုရင်အပေါ်ဘက်အပေါင်းပိုင်း positive half cycle နဲ့ outbound အနောက်ပိုင်း negative half cycle ရှိတာပေါ့ဟုတ်ကဲ့အခုဒီ AC လမ်းကြောင်းနဲ့ဓာတ်ရုပ်ထည့်လိုက်တော့ဘာဖြစ်လဲအပေါင်းပိုင်းရစီတစ်ဖက်လမ်းရလာတဲ့ခါဓာတ်ရုပ်က forward bias TB ဖြတ်ခွင်ပေးလိုက်တယ်အင်းရှေ့နောက်သွားနေတဲ့ AC line တွေကရှေ့သွားတဲ့အပိုင်းတွေကိုပဲရွေးထုတ်ပြီးနောက်ပြန်သွားတာတွေကိုဖြတ်ပစ်လိုက်တာဒါ AC ကို DC ပြောင်းတာရဲ့အခြေခံပဲဥတီချက်တစ်ခုတည်းဖြစ်သွားပြီလေ အဲ့ဒီလိုဒဏ်ရုပ်တစ်လုံးနဲ့သုံးပြီး AC line တစ်ချမ်းပဲယူတဲ့နီးကို rectifier အမျိုးသားထဲမှာဘလို့ခေါ်လဲသူ့အလုပ်လုပ်တုံလေးနည်းနည်းထပ်တည်ချင်တာ။အဲ့ဒါကို half wave rectifier လို့ခေါ်တယ်။ line တော့ပဲပြူပြင်တာပေါ့။သူ့တိဆောက်ပုံကအယိုရှင်ဆုံးပဲ။များသောအားဖြင့်တော့အရင်ဆုံး step down transformer နဲ့အင်းသုံး AC vo အမြင် DNSV 130V ကိုလိုအပ်တဲ့ AC vo အနေနဲ့ CV AC လိုမျိုးအရင်ချလိုက်တယ်။ဟုတ်ကဲ့။ပြီးရင် အဲ့ဒီ12 volt AC အထွက်ကို diode တလုံးတည်းနဲ့ load တုံးမဲ့ PC ကို အတန်းလိုက် series ဆက်လိုက်ရုံပဲအဲ့ဒီပတ်လန်ကဘလို့အလုပ်လုပ်တာလဲ AC line အပေါင်းအနှုတ်ဖြတ်သွားရင်ဘာဖြစ်လဲ AC input ရဲ့အပေါင်း wind positive half cycle လာတဲ့အခါ diode က forward bias ဖြစ်ပြီးရှက်စီးကိုဖြတ်ခွန်ပေးတယ်ဆိုတော့ load ကိုရှက်စီးစီးသွားတယ် AC input ရဲ့အနှုတ်ပိုင်း negative half cycle လာတဲ့အခါကျတော့ ဒိုင်ယိုဒ်က reverse bias ဖြစ်ပြီးရှက်စီးလုံးဝမဖြတ်တော့ load မှာရှက်စီးမရှိတော့อืมဒီဖြစ်စဉ်က AC line တပတ်တိုင်းထပ်ခါထပ်ခါဖြစ်နေတာဒါကြောင့် load မှာရတဲ့ output က AC ရဲ့အပေါင်းပိုင်းတွေချိပဲထွက်လာမိအနောက်ပိုင်းနေရာမှာတော့ရှက်စီးလုံးဝမရှိဘူးလစ်လာနေတယ်ဟုတ်ကဲ့ဒီလို AC line ရဲ့တဝက်ကိုပဲတုံးလို့ halfway rectifier လို့ခေါ်တာဒီလိုရလာတဲ့ output က DC တော့ဟုတ်တယ်ဒါပေမဲ့အပေါင်းပိုင်းမှထွက်ကြားထဲမှာဘာမှမရှိဘူးဆိုတော့ ဲ့တော့ line တုံပုံကြည့်ချင်နေမှာပေါ့နော်ဒါအသုံးဝင်မှာမလားအဲ့လားသူ့ရဲ့အဓိကအားနေချက်ပဲရလာတဲ့အောက်ဖူကဥတီချက်တခုတည်းဆိုတော့ DC လို့ပြောလို့ရပါမယ်တင်းရင်ချောမွေတဲ့ DC မဟုတ်ဘူးဘိုအားကအမြင့်ဆုံးတက်သူညာချာအဲ့လိုစက်တိုက်ဖြစ်နေတာ Forsaking DC ပေါ့ line တုံ DC ဟုတ်ကဲ့ဒီလိုအတဲချက်များတဲ့ DC ကပစ္စည်းများစုအတွက်အဆင်မပြေဘူးတည်ငြိမ်မှုမရှိလို့ နောက်တစ်ခုက AC line ဆွဲရင်တဝက် အနုပိုင်းကို လုံးဝအလားအတာ ဖြစ်သွားစေတော့ဆွဲရင်ထီရောက်မှု efficiency အရနဲ့တယ်အဲ့ line တော့မှန်ဖြစ်တဲ့ DC ကိုပိုပြီးထောင်းအောင်လုပ်လို့ရရလားလုပ်လို့ရတယ်အတုံးများတာကတော့ rectifier output မှာ load နဲ့ပြိုင်ဆက် parallel အနေထားနဲ့ capacitor လုံးထည့်တုံးတာ capacitor ဟုတ် capacitor က yes ဆွဲရင်ကိုခဏတူလောင်းထိုင်းနိုင်တယ်ဒီတော့ halfway ကဘဝမြင့်ဆုံးတက်လာတဲ့အချိန် capacitor ကအားတွင်းပြီးစွမ်းရင်တိုးထလိုက်တယ်ပြီးတော့ဘဝကတူးညပြန်ကျသွားတဲ့အခါ capacitor ကတူးတိုးထတဲ့စွမ်းရင်ကိုပြန်ထုတ်ပေးတယ်။အော်ဂျီလောင်ကန်လိုမျိုးလားဟုတ်တယ်ရေစီးမညီတာကိုထိမ့်ပေးတယ်လို့ပဲဒီလိုအားတွင်းပြန်ထုတ်လို့ပေတော့ဘဝအတက်အကျလိုင်းတွေကိုတော်တော်များများဖြည့်ပေးပြီးအရင်ထက်ပိုချောမွေးတဲ့ DC ဖြစ်အောင်ကူညီတယ်ဖီလ်တာရင်တမမို smoothing လုပ်တဲ့ခေါ်တာပေါ့ ဟုတ်ကဲ့ဒါပေမဲ့ halfway ကမှာ capacitor တုံးရင်တန်း output ကလုံးဝပြားချက်တော်လာတော့မဟုတ်သေးဘူး ripple လို့ခေါ်တဲ့ line twin အတက်အကျလေးတွေနင်းနေကြနေတယ် halfway ကရိုးရှင်းပြင်မဲ့ထိရောက်မှုနည်းတယ် output လည်းမချော်ဘူးဆိုတော့ပိုကောင်းတဲ့နည်းလမ်းတွေရှိအောင်မှာပေါ့ဟုတ်ပါတယ်ပိုကောင်းပြီးပိုသုံးရတာက full wave rectification line အပြည့်ပြည့်ပြင်တာပေါ့အင်းနမဲတိုင်းပဲသူက AC input line ရဲ့အပေါင်းရောအနုတ်ရောနှစ်ခုလုံးကို အလားအစမဖြစ်စေဘဲတုံးပြီးဥတီချက်တစ်ခုတည်း DC ဖြစ်ပြောင်းပြီးတယ်ဟုတ်ကဲ့ဒါကြောင့် halfway ထက်ထျောက်မှုပိုများတယ်အပုတ်ကလည်းမူလကတည်းကပိုချောတယ် four way မှာအတေကဒီဇိုင်းတစ်မျိုးရှိတယ်အဲ့ဒီနှမျိုးကဘာနေများလဲပထမတစ်မျိုးအရင်ပြောပြပါလားပထမတစ်မျိုးက center တဲ့ four way rectifier သူ့မှာတိုင်အောင်နှလုံးနဲ့အထူး transformer တစ်မျိုး center တဲ့ transformer ကိုတုံးတယ် center depth transformer ဟုတ်သူ့ရဲ့ secondary winding မှာအစုံနဲ့ဆက်ပြီး အလဲတိတိကနေဝါယာကျိုးတစ်ချောင်းအပိုထူးထားတာအဲ့ဒါစင်တာတက်ပေါ့ဒါကြောင့် secondary winding ကိုဘူအားတူနှစ်ပိုင်းခွဲတုံးလို့ရထားတယ်အဲ့ဒီ center tap transformer နဲ့ diode နှလုံးကဘလို့အလုံးလောက်ပြီး full wave ဖြစ်စေတာလဲဒီလိုပါ VC line ရဲ့အပေါင်းပိုင်းမှာ transformer secondary ရဲ့အပေါ်ပိုင်းက positive အောက်ပိုင်းက negative center tap ကို reference time ပေါ့အဲ့ခါ အပေါ်ပိုင်းနဲ့ဆက်ထားတဲ့ဒါယုတ် D1 က forward ဖိပြီးလျှက်စီးဖြတ်သွားတယ်။လျှက်စီးက transformer အပေါ်ပိုင်းကနေ D1 ဖြတ် load ကိုဖြတ်ပြီး center tap ကနေပြန်ဝင်တယ်။အဲ့ဒီအချိန်မှာအောက်ပိုင်းကဒါယုတ် D2 က reverse ဖြစ်လေလို့လျှက်စီးမဖြတ်ဘူး။ဟုတ်ကဲ့။အခု AC line ရဲ့နှုတ်ပိုင်းရောက်တော့ polarity ပြောင်းပြန်ဖြစ်သွားတာ။အောက်ပိုင်းက positive အပေါ်ပိုင်းက negative ဖြစ်လာတယ်။ဒီတော့အောက်ပိုင်းနဲ့ဆက်ထားတဲ့ဒါယုတ် D2 က forward ဖြတ်ပြီး လျက်စီးဖြတ်တယ်။လျက်စီးက transformer အောက်ပိုင်းကနေ D2 ဖြတ် load ကိုလမ်းကြောင်းအတူတူပဲထပ်ဖြတ်ပြီး center tap ကနေပြန်ဝင်တယ်။အဲ့ဒီအချိန်မှာအပေါ်ပိုင်းက D1 က reverse ဖြစ်ပြီးလျက်စီးမဖြတ်တော့ဘူး။ဒါဆိုရင် AC line ရဲ့ပေါင်းပိုင်းမှာ D1 ကအလုတ်လုတ်ပြီး load ကိုမီးပေးတယ်။အနောက်ပိုင်းမှာ T2 ကအလုတ်လုတ်ပြီးလုတ်ကိုလမ်းကြောင်းအတူတူကနေပြီးမိထပ်ပေးတယ်ဆိုတဲ့သဘောပေါ့တိတိကျကျပဲအရေးကြီးလာက AC line ပဲအပိုင်းမှာပဲဖြစ်ဖြစ် လုတ်ကိုဖြတ်တဲ့လက်စည်းရဲ့ဥဒီချက်ကအမြဲတမ်းတစ်ခုတည်းဖြစ်နေရတာဟုတ်ကဲ့ဒါကြောင့်အောက်ပုတ်မှာ AC ရဲ့ line ချမ်းလုံကန်နေရတယ် post setting DC ထွက်လာတယ် half wave လို့လက်လာမနေတော့ဘူးအပေါင်းပိုင်းညီချိပဲဆက်တိုင်နှခါဖြစ်နေတယ်လို့ပုံစံမောဒါကြောင့် half wave တက်ပိုချောတယ် capacitor နဲ့ filter လုံရင်လည်းပိုကောင်းတဲ့ DC ရတယ်ဒါဆို center tet rectifier က half wave ထပ်မိုက်ကောင်းတာပေါ့သူမှအားနည်းချက်ရုံမရှိဘူးလားရှိတာပေါ့ သူရဲ့အထူးကအားနည်းချက်ကအဲ့ဒီ center တက် transformer လိုတာပဲ음ဒီ transformer ဒါ Taman transformer တက်နည်းနည်းပူရှုပ်တယ်ဈေးပူကြီးနိုင်တယ်လိုချင်တဲ့ rating အတိုင်းရှားတာနည်းနည်းခက်နိုင်တယ် not be transformer winding yet the wessi ကိုပဲ the lessi တုံးရတော့ transformer ကို အပြည့်ဝတုံးချရမရဘူးအေး center tap transformer ကိစ္စကြောင့်ပဲလာမသိဘူး full wave ရဲ့နောက်တစ်မျိုးကအတုံးများဆုံးလို့ပြောကြတယ်ကြားတယ် အဲ့ဒါကဘာလဲဟုတ်ပါတယ်လက်တွေ့မှာအသုံးများဆုံး four way rectifier က bridge rectifier ပါပဲ diode တန်တာပွန်ဆွမ်းပေါ့ bridge rectifier ဟုတ်သူ့မှာ diode လေးလုံးကိုစိမ့်ပွန်းပုံတမမှုတန်တာပုံစံဆက်ထားတယ်သူ့ရဲ့အကြီးဆုံးအားထားချက်က center tap transformer မလိုဘူးတမန် secondary winding နဲ့ဆက်ပဲပါတဲ့ transformer နဲ့အလုပ်လုပ်နိုင်တယ်တိုင်ရုပ်လေးလုံးဆိုတော့ပိုရှုပ်သွားမလားသူက AC line တစ်ခုလုံးကိုဘယ်လိုသုံးတာလဲ အလုလုပုံကနင်းနဲ့လိုက်ချီရပါမယ်အခြေခံကအတူတူပဲဒိုင်အိုရဲ့တလန်းတွားဂုံတတိကိုပဲတုံးတာ AC input ရဲ့အပေါ်ပိုင်းမှာ transformer အပေါ်ဆုံး positive အောက်ဆုံး negative ဆိုပါစို့လျှက်စီကအပေါ်ဆုံးကထွက်ပြီးဒိုင်အိုလေလုံးတန်းကတလုံးပုံမှာ D1 ကို ဖြတ်တယ် D1 က forward မှုဖြတ်ခွင့်ပေးတယ်ပြီးရင် low ကိုဖြတ်တယ် low ပြီးတော့နောက်ဒိုင်အိုတလုံး D2 ကိုထပ်ဖြတ်တယ် D2 လည်း forward မှုဖြတ်ခွင့်ပြီးပြီး transformer အောက်ဆုံး negative ကိုပြန်ရောက်တယ်။အဲ့အချိန်မှာကျန်တဲ့ D3 နဲ့ D4 က reverse mode လက်စီမဖြတ်ဘူး။ဟုတ်ကဲ့။အောက်ဆုံး negative လက်စီကအောက်ဆုံး positive ကထွက်ပြီးခုနက reverse ဖြစ်နေခဲ့တဲ့ D3 ကိုဖြတ်တယ်။ D3 က forward ဖြစ်လာလို့ဖြတ်ခွင့်ပေးတယ်။ပြီးရင်အရင်လမ်းကြောင်းအတိုင်းပဲ load ကိုထပ်ဖြတ်တယ်။ load ပြီးတော့နောက်တစ်လုံးခုနက reverse ဖြစ်ခဲ့တဲ့ D4 ကိုထပ်ဖြတ်တယ်။ D4 လည်း forward ဖြစ်လာလို့ဖြတ်ခွင့်ပေးပြီး transformer အပေါ်ဆုံး negative ကိုပြန်ရောက်တယ်အဲ့ဒီအချိန်မှာ ခုနကအလုံးလုတ်ခဲ့တဲ့ d1 နဲ့ d2 က reverse ဖြစ်ပြီးလျှက်စီးတားထားတယ်အော် bridge rectifier ကြတော့တခါလျှက်စီးစီးရင် diode နှလုံးစီ အလုံးလုတ်ပြီးလမ်းကြောင်းထိမ့်ပေးတာကို အပေါင်းမှာ d1 d2 အနုတ်မှာ d3 d4 အလုံးလုတ်တယ်ဒါပေမဲ့လုတ်ကိုဖြတ်တဲ့လမ်းကြောင်းကတော့အမြဲတမ်းအတူတူပဲဒါကြောင့် center tip မလိုတာတိကြပါတယ် အဓိကက AC input ဘလို့ပဲပြောင်းပြောင်း load ကိုဖြတ်တဲ့လျှက်စီးရဲ့လာရကအမြဲတမ်းတက်တမတီးဖြစ်နေအောင်ဒိုင်းအုပ်လေးလုံးကလမ်းကြောင်းလွှဲဖိနေတာဟုတ်ကဲ့ဒါကြောင့် bridge rectifier ကတာမန် transformer နဲ့ four wave လုံးနိုင်တယ်သူ့ output ကလည်း center tap လိုပဲ pulsating dc ဖြစ်လို့ capacitor နဲ့ smoothing လုံးဖို့လိုတယ်ဒါပေမဲ့ center tap transformer မလိုတော့ design ပိုလွယ်တယ်အစိပ်ပိုင်းရှားလွယ်တယ်စရိတ်တက်တာနိုင်တယ်ရွယ်စားပိုတရားလွန်နိုင်တယ် ဒါကြောင့်လက်တွေ့မှာအရန်လူကြိုက်များသည့်အသုံးများဆုံးဖြစ်နေတာဒါကိုပိုကြေပြန့်နေချီနေနဲ့ချိဆက်ကြည့်ရင်လေကျမတို့သုံးနေတဲ့ PC တွေရဲ့ adapter တွေဟို power supply တွေထဲမှာဒီ bridge rectifier ကိုအများဆုံးတွေ့ရမှာပေါ့နော်အများအပြားဟုတ်ပါတယ်ဖုန်းအားသွင်းကောင်းတေးသေးလေးတွေနဲ့ laptop power brick တွေ computer PSUG တွေ TV တွေအတန်ချက်ဆက်တွေချီပေါ့လေ AC plug box နဲ့ power ယူတဲ့ electronic PC တော်တော်များများရဲ့ power ပိုင်းမှာ ဒီ bridge rectifier ဒါမှမဟုတ်သူ့ကိုအခြေခံထားတဲ့ပိုရှုပ်တဲ့ပတ်လန့်တွေကိုတုံးကြတာများပါတယ်။သူ့ရဲ့ဆွေဆောင်ရမှုနဲ့ထျောက်မှုကခင်မီနီးပညာအတွက်အရေးပါတဲ့အုတ်မြစ်တစ်ခုပဲ။